။ Indrainer တယောက်လုပ်ဖို့ဘာတွေလိုအပ်လဲတဲ့။သုံးချက်လိုအပ်ပါတယ်။ဒီဗီဒီယိုလေးကနည်းနည်းရှင်းနိုင်တယ်အဆုံးထိကြည့်ပြပါ။ပထမဆုံးတော့အချက်ဒီခင်ဗျားဂျင်ကစားသက်ရှိဖို့လိုအပ်တယ်။ဒုတိယတစ်ချက်ဒီ education ရှိဖို့လိုအပ်တယ်။တတိယတစ်ချက်ဒီလူတွေကိုကူညီလိုစိတ်ရှိဖို့လိုအပ်တယ်။ကျွန်တော်တို့ ကိုယ်တိုင်ဂျင်ကစားတက်ရှိမှနှစ်လားလောက်ကစားပြီးတော့သင်တန်းတစ်ခုတက်ပြီးတော့ဘာတွေ့ကြုံမှမရှိပဲအွန်လိုင်းကိုချင်းဆိုင်းဘုတ်တက်ခြင်းကခင်ဗျားလူတွေကိုချင်းကျွေးခြင်းဖြစ်ပါတယ်အဲ့တော့ဘယ်လိုပုံစံလေးနဲ့ကျွန်တော်တို့အောင်မြင်တဲ့ trainer တယောက်ဖြစ်ရှောက်လန်းလို့ရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာမျှော်ပြပါမယ်ကျွန်တော်ကိုနိုင်ဦးပါမြန်မာ fitness trainer academy ရဲ့ founder ပါကျွန်တော်တို့ပထမဆုံး certificate ယူဖို့စစစင်းစားပြီးဆိုရင် ကျွန်တော်နိုင်ငံအနေထားနဲ့ပြောမယ်ဆိုလူငယ်တွေဒီကျွန်တော် MFD local သင်တန်းကျောင်းအပေါ်မှာတခြား local သင်တန်းကျောင်းတွေရှိတယ်မိမိနှစ်သက်ရာသင်တန်းကျောင်းမှာတက် certify ဖြစ်အောင်လုပ်ဘာကြောင့်လဲဆိုအဲ့ဒီ education ကိုရသေးချင်တာကိုကငွေကြေး afford လုပ်နိုင်တယ်ဟောကို့မှာ English လည်းကောင်းတယ်တခြားအတွေ့အကြုံတွေလည်းရှိထားရဆိုရင် international သင်တန်းတွေ NASM တွေ ACE တွေ ISSC ACSM တွေဒီမှာကြောပြထားတယ်ကြိုက်တာကျွန်တော်တို့ရွေးတက်လို့ရတယ်ရွေးတက်ပြီး trainer certificate တော့ရပြီကစားသက်ရှိတယ် trainer certificate ရပြီ လူတွေကိုကူညီခြင်းနဲ့အဲ့တော့ကူညီရင်းနဲ့ကျွန်တော်ဘောကတိဆောက်မယ်စီးပွားရေးအဖြစ်ပြောင်းခြင်းနဲ့ဆိုကျွန်တော်ဘာလုပ်အောင်လဲဆိုရင် certificate တွေရပြီးသွားတာနဲ့လက်တွေ့လူတွေကိုကိုချင်လုပ်ပေးတဲ့အတွေ့အကြုံလိုအပ်တယ်အဲ့တော့ချင်းယုံတယုံမှာ entrance အလုတ်တင်အဖြစ်ခမည်း6လလောက်မဖြစ်မနေလုပ်ဖို့လိုအပ်တယ် network ချက်တခြား trainer နဲ့ communication လို့ကျွန်တော်ဆိုရင် MFT ရဲ့ trainer network တိဆောက်ပေးထားတယ်စင်စမ်းမပြတ်လေ့လာဖို့လိုအပ်တယ်ကျွန်တော်တို့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတွေ မိသားစုဝင်တွေကိုကျွန်တော်လက်ကျင်ခံလုပ်ပြီးသူတို့ကျွန်တော် service ပေးကြည့်သူတို့ကနေတစ်ဆင့်အဆင်ပြေတယ်ဂျင်ကကျွန်တော်တို့ member တွေကိုကျွန်တော်တို့ကူညီရဲအဲ့ရနေရလက်ထွက်လာတယ် testimonial တွေရလာတယ်ဟောလူတွေရဲ့လေးစားမှုယုံကြည်မှုရလာတယ် industry ထဲမှာတစ်နှစ်လောက် trainer လုပ်သက်ရှိလာပြီးဆိုရင် online trainer ဖြစ်ပြောင်းမှုကျွန်တော်တို့စဉ်းစားလို့ရပြီ one day မှုခေါင်းတာကဒီနေ့ခေတ်ကဘလို့ဖြစ်လဲဆိုရင်ကျွန်တော်လွန်ခဲ့နှစ်နှစ်လောက်က company တယောက်လာမေးဘူးတဲ့ trainer သင်တန်းတက်ချင်တဲ့ကစားသက်မရှိဘူးကျွန်တော်ကစားသက်တစ်နှစ်ပြည့်မှလာခဲ့လို့ပြောလိုက်တယ်အဲ့တော့ ဆိုတော့သူကျွန်တော်ရှိမှာတင်နာမတက်ဖြစ်ဘူးနောက်နှစ်လလောက်နေတော့ master bar trainer ဆိုပြီးတက်လာကျွန်တော်ပြန်အောင်ပါဟာဘာလဲပေါ့ပြန်ကြည့်တော့ checklist ကရှိနေတော့သူ့ရဲ့ checklist ကိုတော့သူတင်ထားတဲ့ certificate ကိုတော့ကျွန်တော်တက်ဖို့နဲ့ screenshot လေးရိုက်ပြီးတင်ထားတယ်အဲမြည်သူ့မှာ plain ကျင်လို့မဟုတ် career တစ်ခုကအဲ့လောက်လွယ်လွယ်ကူကူကမဖြစ်သင့်ဘူးလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ဒီလူတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးကုညီဆောင်ရှော့ရတာဖြစ်တဲ့အတွက်လက်တွေ့အတွေ့အကြုံလည်းလိုအပ်တယ်စာတွေ့အသိပညာလည်းလိုအပ်တယ်အဲ့ဒီအပြင်လူတွေကိုကုညီလိုစိတ်ပြင်ပြဖို့လိုအပ်တယ် တော့ကျွန်တော်တို့ trainer ရေလို့ဖြစ်လာရင်ဘယ်သူနဲ့မှပြိုင်စရာမလိုဘဲနဲ့ကိုယ့်ကိုအောင်မြင်အောင်ရည်တည်လို့ရတဲ့နည်းလမ်းတွေရှိတယ်ကျွန်တော်တို့ဒီဘယ်အပိုင်းကိုအားသာလဲပေါ့နေရာတိုင်းကိုဆရာကြီးလှုပ်ချင်လို့တော့မရဘူးတနေ့ရောက်ဇောက်ချပြီးကျန်တာတွေအနေငယ်တည်ထားတတ်ထားရအဆင်ပြေတယ်အဲ့တော့ခင်ဗျား weight loss coaching လှုပ်ချင်တာလား body building coach လှုပ်ချင်တာလားအာမြို့သမီးတွေ fitness woman fitness လောက်ကျင်လာလားအသက်ကြီးပိုင်းတွေအတွက် senior fitness လားလူငယ်တွေအတွက် athletic performance အတွက်လား rehab trainer လောက်ကျင်လာလား အမျိုးသမီးတွေကိုဝင်ဆောင်တဲ့မိဖွားပြီးကာလအဲ့လိုအမျိုးသမီးတွေကိုတာဂက်ထားပြီးတော့ဝင်ဆောင်မှုပေးချင်တာလားသွေးသုံးကံအမျိုးသမီးတွေအတွက်အသီးသန့်ကိုချင်ပေးချင်တာလား behavior change လုပ်ပေးတဲ့ coach လုပ်ချင်တာလား wellness coach လုပ်ချင်တာလားကြိုက်တဲ့ segmentation တစ်ခုကိုယူကျွန်တော်တို့အဲ့မှာအောင်မြင်အောင်စောင့်ချဖို့လုပ်ဖို့လိုတယ်ကြိုက်တဲ့ level တစ်ခုတတ်မှတ် segmentation တစ်ခုခွဲအဲ့ဒီမှာကျွမ်းကျင်တဲ့အသိပညာအတတ်ပညာအတွေ့အကြုံတွေကိုဖန်တီးကိုယ့်လုပ်ငန်းကိုကြီးအောင်လုပ်ကိုပဲမှန်တယ်သူများမှားတယ်လို့ထင်ခင်ဗျား အောင်မြင်မှုခတ်လိမ့်မယ်လောကကြီးမှာငါဘာကောင်းကြီးဆိုတာမပြောပါနဲ့အမြင်နဲ့မှန်တဲ့အမှန်တရားမွေးဖွားမယ်ကွဲလို့မယ်ဒါဒီအမြင်နဲ့အမှန်တရားနေအရှိအထွက်မယ်အနောက်ကောင်းမယ်ဒါအမြင်နဲ့အမှန်တရားကျန်တာအားလုံးဒီအမြင်နဲ့အမှန်တရားရေလို့မရှိဘူးအဲ့တော့ဗျာပွင့်လင်းမြောက်ဘူကောင်မလုံးနဲ့ဘေးထိုင်ဘူပြောမလုံးနဲ့ကိုယ့်လောက်ကိုအောင်မြင်အောင်လို့မအောင်မြင်တဲ့ကောင်အများသူကြည့်လိုက်နေရာတကာမှာ light blink နေပြီးတော့ကိုကိုတိုင်းဘေးနေရာမှာဆရာလဲဆိုဘေးနေရာမှာဆရာမဟုတ်ကိုကိုတာဆရာလို့နာမည်ပေးထားတာအဲ့လိုလည်းမဖြစ်စေချင်ဘူးအဲ့တော့ trainer တွေကျွန်တော် level လေးခွဲထားတယ် entry level experience level expert specialist level business owner level business owner ဆိုတာကဒီနေ့ခေတ်လူငယ်တယောက်အနေနဲ့ကျွန်တော်တို့မှာ fitness education ရှိတယ်ကျွန်တော် expert ဖြစ်တဲ့အရာကျွမ်းကျင်တဲ့အရာတခုရှိရယ်ကျွန်တော်မှာ phone လေးသုံးဖို့ laptop လေးရှိတယ်ဆိုရင် internet ရှိတယ်ဆိုရင်ကျွန်တော် online ကနေ business လုပ်လို့ရတာဖြစ်တယ်အဲ့တော့မိတ်ဆွေအနေနဲ့ business owner လို့တွင်ချင်းပိုင်ရှင်ဖြစ်ရမယ်လို့မတွင်နဲ့ ကိုယ့်ရဲ့ကျွမ်းကျင်တဲ့အခြေချင်းနဲ့ online business online coaching ကိုအကြီးလုပ်လို့ရတယ်။အော်ကျွန်တော်တို့ကြုံရနိုင်တဲ့ challenge တွေဆိုရင်ဒါတွေရှိတယ်။အော် trainer career ရဲ့ benefit တွေပါတယ်လေ။ကျွန်တော်ဒီမှာပုံလေးရင်းနဲ့ဒီဟာလေးကိုမိတ်ဆွေ screen shot ရိုက်ပြီးသိမ်းလိုက်ပါ။တိတ်မှုကတစ်ချက်ချင်းစီကို AI မှာမေးလို့လည်းရတယ်။ကိုယ့်ကိုလေ့လာကြည့်လို့လည်းရတယ်။နော်။အဲ့ဒါဆိုရင် trainer တယောက်လုပ်ဖို့ဆိုရင်ကျွန်တော်ပြောခဲ့တဲ့အတိုင်းလေးပြန်ပြောပြသည်။၃ချက်လိုအပ်ပါတယ်။ပထမတစ်ချက်သည် experience education လူတွေကိုကူညီလို့စိတ် ဲ့3ခုရှိတယ်ဆိုရင်မိတ်ဆွေသည် trainer အဖြစ်ရက်တည်လို့ရတယ်အောင်မြင်တဲ့ trainer တယောက်ဖြစ်ဖို့ဆိုရင်ဒါသည် business လူတွေကိုကူညီရင်းနဲ့ဘဝကိုတည်ဆောက်ရတာ ဖြစ်တဲ့အတော့ business ကို business လို့တွေးဖို့လိုအပ်တယ် sales တွေ marketing တွေ branding တွေတက်ဖို့တည်ဖို့သင်ယူဖို့လိုအပ်တယ်အဲ့တော့ကျွန်တော် MFD နဲ့ပတ်သက်ပြီးပြောရရင်2018ခုနှစ်ကစတင်တည်ထောင်ခဲ့တယ်အခုအချိန်ထိဆို trainer ပေါင်း9000နီးပါးမွေးထုတ်ပြီးသွားပြီး fitness education တန်းတန်းဆို CPD FNS FLS ဖွင့်တယ်မကြခင်အာကျွန်တော် behavior change specialist ဖွင့်မယ်အဲ့ဒါပြီးသွားရင် body building နဲ့ပတ်သက်တဲ့ course တစ်ခုဖွင့်မယ်နောက်ထပ် course နှစ်ခု create လုပ်ထားတာရှိတယ်အစင်လိုက်လာမယ် business တွေနဲ့ပတ်သက်တဲ့ course တွေဆိုရင်ကျွန်တော်အများကြီးဖွင့်ထားတယ် sales တွေ marketing တွေ branding တွေဟော fitness business course တန်းတန်းတွေတော့ကျွန်တော် MFD မှာအခုသင်တန်းတွေလက်ခံနေတယ်ပုံမှန်သင်တန်းတွေရှိနေတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေက trainer ဖြစ်အသံဝင်ကြောင့်ပြုကျင်နေ။ဒါမှမဟုတ် trainer ဖြစ်နေပြီးအောင်မြင်ခြင်းနဲ့ အောင်မြင်မှုလမ်းကြောင်းတစ်ခုရှိကိုရှောက်ချင်တယ်ကိုယ့်ရဲ့အာသာချက်ကိုရှာဖွေတွေးရှိချင်တယ်ဆိုရင် MFDA ရဲ့သင်တန်းတွေကနေဖိတ်ခေါ်ပါရယ်အဆင်ပြေကြပါစီအောင်မြင်ကြပါစီခင်ဗျာ go together grow together ပါ all the best ပါ